စဉ်းစားကြရလို့ပြောတော့လူငယ်တွေအတွက်ပုံမြင်တဖို့တောင်ဦးစင်ကပြောခြင်းလဲဟုတ်လားပုံမြင်ပြောကအင်မတန်ဝါသနာပါတယ်အင်မတန်လဲနားထောင်ခြင်းလဲဟုတ်လားဒီပုံမြင်ကဘယ်ကလာဆိုတော့အာရကဘာကလာတဲ့ပုံမြင်နော်ဒီကတော့မှရှိဆုံးကအာရကုံတဲ့တစုဘယ်ကျွန်တော်ကလဥ္ဒေနဲ့ကုံကူသွားကြရင်လည်းနောက်တော့ကလဥ္ဒေခေါင်ကခြေတော့နာခြေတော့နာတော့အကုန်လုံးနားရတာပေါ့နားပြီးတော့အဲ့ဒီခြေတော့ကိုကုကုပြီးတော့ပျောက်လွတ်လွတ်ဖြစ်ပြီးဆိုတော့ညတညမဲ့လတာတာနဲ့ အဲ့ဒီကလောက်ခြေတော်နာတဲ့ကလောက်ပိုင်ရှင်ကဒီကလောက်ကောင်းကောင်းတန်ပါပြီလားဆိုတော့သိအောင်တကောင်ထဲနဲ့အစီလေးကျင်တယ်လှန်တန်တန်လျှောက်ပြီးတော့အဲ့ဒါနဲ့သူတို့စခန်းချတဲ့နေရာကနေခလန်းလန်းနေရာကိုရောက်သွားတော့လာကလေးကလည်းပါတိတ်ဆိတ်အဲ့ဒါနဲ့ရှင်နာဆက်သွားတော့တွင်ကြီးတွင်တွေ့တယ်အဲ့ဒါနဲ့ကလောက်ဘောကသူရှင်းပြီးတော့အဲ့ဒီတွင်ကြီးကိုငုံကြည့်တယ်ငုံကြည့်တော့အာအောက်ကပြူးပြူးပြက်ပြက်ဝင်းတောက်အဲ့ဒါနဲ့သူသွားပြီး တို့တော့ချမ်းသာပြီယတနာတိုက်ကြီးတွေ့ပြီအဲ့ဒါနဲ့တခါတည်းဝမ်းသာအာရကုံတဲ့အဖို့ရှိတဲ့နေရာသူအပြေးလာပြေးလာပြီးတော့အကုန်လုံးနှိုးတယ်ငါကလအုပ်စည်းလေးကျင့်နေတော့တွင်ကြီးတွင်တွေ့တယ်လာရောက်နဲ့ဝင်းတောက်ပြုတ်ပြုတ်ပြက်နေလှလိုက်တာယတနာလေးအဲ့အကုန်လုံးစိတ်ဝင်စားတယ်အေးသွားကြမယ်ဆိုတော့တွင်းကြီးတီကြောင်းလာရောက်လာတော့ဟာဟုတ်တယ်ဝင်းတောင်းနေတာပဲယတနာကြီးပြုတ်ပြုတ်ပြက်ပြက် အဲ့ဒါနဲ့ကိုင်တွင်းနဲ့ဆင်းကြမယ်တွင်းနဲ့ဆင်းကြမယ်ဆိုတော့သူတို့ရဲ့အပေါ်ကခြုံထားတဲ့ဝိယုံကြီးတွေရှိတယ်။အဲ့ဒါကြီးတွေကိုတစ်ခုတစ်ခုချီး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 ပြီးတော့ကျိုးအဖြစ်နဲ့လုပ်ပြီးတော့ပိုင်ရှင်းကွာတယောက်ဆင်းဘောကလူတွေကကျိုးကိုကိုင်ထားဆင်းပြီးတော့တဖြည်းဖြည်းနဲ့ခြား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 တော့တွင်းကလည်းတအားကိုနှက်တယ်။အဲ့ဒါနဲ့အောက်ခြေလာရောက်တော့တိတိကျကျကြည့်လိုက်တော့နီးလာလေလေမြင်ကွင်းကထင်ရှားလေလေသူတို့ထင်တဲ့ယရနာတွေမဟုတ်ဘဲနဲ့ အင်မတန်ကြောက်စရာကောင်းတဲ့မွေတွေလုံးထွေးရစ်ပတ်နေတဲ့မွေတွေကြီးဖြစ်နေတယ်။သိလား။အဲ့ဒါမျက်လုံးတွေအစွဲတွေကအပေါ်ကလာရောင်နဲ့တွေ့တော့ဝင်းပြီးတော့နေတာ။အဲ့ဒါနဲ့အောက်ကလူကငါ့ဘုံမြန်မြန်အပေါ်ကိုမတင်ကြ။တို့တင်တဲ့ယရနာတွေမဟုတ်ဘူး။ဒါမွေမျက်လုံးတွေအပေါ်ကလူတွေကဘလို့တင်လုံးဝမယုံဘူး။ဒီကောင်တယောက်တည်းမောင်ပိုင်စည်းကျင်တာနဲ့အကောက်ကျန်တာဘလို့မှမယုံဘူး။နောက်တယောက်ဆင်းကွာတော့ခိုင်းတယ်။ ဟုတ်လားအဲ့ဒါနဲ့နောက်တစ်ယောက်ရှင်နောက်တစ်ယောက်ရှင်တော့နောက်တစ်ယောက်ကလည်းရောက်ခါနေဟာဟုတ်တယ်အရင်လူပြောတာဟုတ်တယ်ဒါမွေးမျက်လုံးနေသွားပြီဒီကောင်နဲ့ရောက်တိုင်ပင်ညင်ညွတ်ပြီးတော့ဒုက္ခအောက်ချာလုံးဝမယုံဘူးသိလားအဲ့ဒါနဲ့ကျိုးဆက်ချတော့အောက်ကကောင်တွေအကုန်လုံးမွေးကြိုက်ပြီးတော့အောက်ကနှစ်ယောက်တည်တယ်အဲ့ဒါနဲ့နောက်တစ်ယောက်ရှင်နဲ့နောက်တစ်ယောက်ကလည်းဟုတ်တယ်အရင်နှစ်ယောက်တောင်မွေးကြိုက်လို့တည်သွားပြီငါ့ကိုလည်းအပေါ်ပြန်တင်ကြပါသွားပါရောင်ကြီးသုံးယောက်သားညင်ညွတ်သွားပြီနဲ့တူတယ်ဟုတ်လား အဲ့ဒါနဲ့တယောက်ပြီးတယောက်အပေါ်ကောင်တွေကမယုံဘူးဆင်းလိုက်တာအကုန်လုံးဝင်ကြိုက်ပြီးတော့သေတယ်တဲ့ဟုတ်လားအောက်ကလူပြောတာကိုအပေါ်ကလူကယုံသလားမယုံဘူးအတွေ့အကြုံနဲ့တကယ်သိတဲ့လူတွေကပြောတာနော်ဒါကြောင့်ရှင်းတုံးကပညာရှိသူတော်ကောင်းကြီးတွေကကာမဂုဏ်ရဲ့အကြောင်းကိုသိလို့မို့ဒုက္ခတွေသိညာတာပဲလို့သိလို့မို့နောင်လာနောက်သားတွေကိုမပြောဘူးလားပြောတယ်နောင်လာနောက်သားတွေကယုံလား မယုံဘူးဒီနေရာမှာဦးဇင်းတို့ပုံမြင်ပြောတဲ့လူကအဲ့ဒါကြီးရွယ်ပြောတာမဟုတ်သူကဘာပြောဆိုအိမ်တော်ကြီးကိုကြီးရွယ်ပြီးတော့ပြောတာနော်မိဘတွေဒုက္ခတွေများတော့သားသမီးတွေကိုဘယ်လိုပြောတော့အဲအိမ်တော်မပြုတ်ရင် ကောင်းတာပေါ့တာယောက်ျားလေးမို့ရင်မလုပ်ချင်တော့ဘုံကြီးဝတ်ပေးစေခြင်းနဲ့ဟုတ်လားအေးဒါပေမဲ့လူငယ်တွေကယုံတယ်လားမယုံဘူးဒီတွင်တွေကိုစင်ကြတာပဲသူတို့လည်းရောက်ပြီဆိုတော့သူလည်းပြောတာပါပဲဟာတော်တော်ဒုက္ခကြီးတာပဲဒါပေမဲ့နောက်လူတွေကယုံတယ်လား မယုံဘူးဘာလို့တာတော့ဆင်းတာပဲအေးအဲ့ဒါအစင်အဆက်ဆင်းညမဲ့တွင်းပေါ့ဟုတ်လားဒီတွင်းကတော့နော်အေးထားပါတော့အဲ့တော့ဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားကတော့အာလုံးကိုသိတော်မူမြင်တော်မူလို့ချမ်းသာစေခြင်းနဲ့စိတ်နဲ့ဒီကာမနဲ့ပျော်တဲ့အပျော်သည်အန္တရာယ်ကြီးလို့မူတာဟုတ်လားအန္တရာယ်ကြီးတယ်ပျော်စရာမကောင်းဘူးတော့မဟုတ်ဘူးပျော်စရာကောင်းတယ်သို့သောခန္ဓာကလေး သူ့ရဲ့နောက်ဆက်တဲ့ပြဿနာတွေကပြောရတာနဲ့မထိုက်တန်တော့အောင်ကြီးမားတဲ့အတွေ့အကြောင်းအန္တရာယ်ကြီးတယ်။ဒါကလူငယ်တွေနားလည်အောင်ပြောတာနော်။အေးနက်နက်နေနေပြောမယ်ဆိုရင်ဦးဇင်းတို့ပြောစရာစကားတွေအများကြီးရှိတာပေါ့။ဟုတ်လား။ဒီကာမကိုပဲအကြောင်းပြုပြီးတော့အကုသိုလ်တွေဖြစ်ကြတယ်၊ရုပ်မာကြတယ်၊ရက်စက်ကြတယ်၊အပေရောက်ကြောင်းလုပ်တွေလုပ်ကြတယ်၊တန်လျာမှာနှစ်မွန်းကြတယ်ပြောလို့မရဘူးလား။ရတာပေါ့ပေးတဲ့တော့နားမလည်ဘူးလား။နားလည်တာပေါ့ဟုတ်ရဲ့လား။ အဲ့လိုမျိုးစဉ်းစားပြီးတော့ဒီကာမကိုတတ်နိုင်တယ်များလျှော့ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဦးဇင်းတို့ကာမဇတ်တော်မှာဘုရားအောင်ပြောထားတဲ့စကားတစ်ခွန်ရှိတယ်ကာမကိုနည်းနည်းစွန့်လွတ်နိုင်ရင်နည်းနည်းချမ်းသာမယ်တဲ့နော်များများစွန့်လွတ်နိုင်ရင်များများချမ်းသာမယ်အကုန်လုံးစွန့်လွတ်နိုင်ရင်ဒုက္ခအကုန်လုံးတောင်ငြိမ်းနေလို့ပြောထားတာဒါပေအတိုင်းဒါဒီပေတ္တတို့လက်ခံတယ်ဆိုတာကတော့ပေတ္တတို့ရဲ့ဉာဏ်ပေါ်မှာပဲမူတည်နေမယ်